လက်ရှိဒီဈေးကွက်ထဲမှာပေါ့ဗျာပြောရမယ်ဆိုရင် IQ series ကတတော်ကိုမှ high နေတဲ့ကောင်းတယ်လို့ပြောရမယ်ဒီတစ်ခါဗီဒီယိုမှာတော့ဒါ IQ Neo 10ရယ် IQ Neo 10 Pro Plus ရယ်ဒီနှစ်ကောင်ရဲ့ကွာခြားချက်လေးတွေကိုဒါနည်းနည်းလေးကြည့်ကြမယ်အထူးကြတော့အမေးများသိရမလား IQ Neo 10နဲ့ Neo 10 Pro Plus ကဘာတွေကွာလဲပြီးတော့ဘယ်နေရာတွေပို့ပြီးတော့ဒါ ွာချွားရတယ်ပို့ကွာရတယ်ဒါမျိုးတွေမေးတာမျိုးတွေများတယ်ဆိုတော့ကျွန်တော်တို့ဒီတခါဗီဒီယိုမှာ IQ Neo 10နဲ့ Neo 10 Pro Plus ဘာလေးတွေကွာချသွားတယ်ဒါလေးကိုကြည့်ကြရပါဘို့ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်ဆိုတော့ဒီလက်ထဲမှာကင်နာရဲ့ဒီ orange color လေးကဒါ IQ Neo 10ဒီဘက်ကအပြာလေးရကြတော့ဒါ Neo 10 Pro Plus ဆိုတော့ကြည့်ကြည့်တိုင်းဆိုင်ဟုတ်လား ဒီဇိုင်းကပတော့ကမှလှဒါအန်ကူရဲ့ထုံးစံတိုင်းပါဗျာကျွန်တော်တို့ပပလေးကန်ရတာအနှစ်ကြားရဲ့ပုံစံလေးဟမ်ဘေးပေါက်လေးဆိုပြီးလုံးဝလုပ်ပြထားဗျာအဲ့ဒီမှာတားကန်ရကောင်းကင်မရာဖန်လေးကအဓိကပြတယ်ကင်မရာဖန်လေးတို့ဒီမှာရှိတယ်ဒါကမီယိုထန်းရဲ့ကင်မရာဖန်ပုံစံပေါ့နော်မီယိုအဲပညာစာလေးနဲ့โอเคကျွန်တော်ဒါကမီယိုထန်းပရိုပက်ဆယ်ကင်မရာဖန်ပုံစံအပြာလေးလုပ်ပြထားတဲ့ဟာပေါ့နောက်က လုပ်ပြီးထားရည်တယ်တော်တော်လေးကိုလှတယ်တော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 ်မှလှထားရည်ဆိုလို့ရှိရင်ဘေးပေါင်လေးတွေကအဆာပါနော်ပြောမယ် Neo Temple Bus ကဘယ်လိုပြောရမှာမဟုတ်ဘူးတော်တော်တော့ fine တယ်လူတရားကြည့်ရင်တော့ဒီနှကောင်ကအရင်ကွာတာကိုတော့ပြေမှာမဟုတ်ဘူးဒါပေမဲ့အသေးသေးကြည့်ရင်တော့ကွာနူလေးရှိတယ်ဆိုတော့ကျွန်တော်တို့ဒီပထမဆုံး display ဘက်ကနေစပြောတာပေါ့ display မှာကပြောရရင်ဒီ Neo Tan ကကြာရော6.7 inch HDPO AMOLED ကိုတုံးပြီးခါ အဲပြောရရင်ဒီကောင်ကလည်း Volvo Half နဲ့ပဲအဲဒီမက Neo Tempra Plus မှာကျတော့သူက6.82ဖြစ်သွားမယ်အဲ LTPO AMOLED ပဲသူလည်း Volvo Half ပဲ display ကဒီတိုင်းကြည့်ရင်တော့အရင်မသိတာဘူးဒါပေမဲ့အဲ့လိုသေချာရှင်ကြည့်ရင်တော့ဒါ Neo Tempra Plus ရဲ့ display လေးကနည်းနည်းလေးပိုပြီးတော့ကြွတယ်လို့လို့ဘာလို့ခံရတာအဲဘာလို့လဲဆိုတော့ Neo Tempra Plus မှာတုံးမိထားတာက 2K display ကိုတုံးမိထားတာဒီဘက်ကကောင်မှာကျတော့ 1.5K display ပဲရှိတယ်ဒီလိုမျိုးကွာသွားမှုကြီးရှိတယ် ဒါကြွေးဘေးပေါင်လေးတွေရတယ်တကယ်တခြားကြည့်မယ်ဆိုရင်တော့ဒါ Neo Temp လို့ပြောဆက်ဘေးပေါင်ပစဲလေးတွေပို့ပြီးတော့ပါသလိုခံစားရတယ်ပေါ့ဗျာတကယ်မှာပို့ပြီးပါတယ်ဒီကောင်ကလည်းမပေါင်းမဟုတ်ပါရယ်ဆိုရင်မဲ့ Neo Temp Pro Plus နဲ့ရှင်မယ်ဆိုရင်တော့အရင်ကြီးပါရမှာလို့မဟုတ်ဘူးနော်ပြောရရင်ဆိုတော့နှစ်ကောင်လုံးမှာတခြားကြည့်မယ်ဆိုရင် Neo Temp Pro Plus ကနည်းနည်းလေးပို့ပြီးတော့ပါတဲ့အနေထားမှာရှိတယ်ပေါ့နော်ပြီးတော့ဒီကောင်ရဲ့ဘေးကွာတီပဲတောင်းမယ်ခလုတ်တွေ သတိထားမိတာခလုတ်တွေကလည်းအဲ့လိုပဲ Neo Tantus ဆိုင်ဒီ Neo Tan Pro Plus ကပို့ပြီးတော့နှိပ်လို့ပိုကောင်းတယ်အတန်လည်းအရင်မထောက် Neo Tan ကိုနှိပ်ရတာကြောအတန်လေးနေနဲ့ထွက်လာမျိုးရှိတယ် click 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 အဲ့လိုအတန်လေးထွက်လာရှိတယ် Neo Tan Pro ဘာမှအဲ့လိုမျိုးမရှိဘူးဒါတခုမဆိုးဘူးเนาะဘေးပေါက်နေရလဲထုံနေလကောင်းမယ်ရိုင်းကွာမနေဘူးဒီဇိုင်းဘာညာနေထားအစားပါเนาะဘေးပေါက်နေရွှေရိုင်းကွာမနေဘူးဆင်ထွေးပါမယ် USB ပေါက် mice ball speaker ပေါ့ဗျာအပေါ်မှာလည်းဒါ mic spout ပါညာပေါ့အဲ speaker ကဒီထဲမှာပါတယ်တမှုပေါ့ဗျာအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ base quality တွေပါပြီးတော့အရင်မကွာဘူးနောက်ထပ်ကွာသွားတာဒီထင်တာပေါ့နော်နော်ထင်တာတော့ဒီ neo 10 pro plus ကတော့ glass ဖြစ်မယ်လို့တော့ထင်တယ်သူကခောက်ရတာ glass တန်နဲ့တူတယ်ဒီကောင်က plastic နဲ့တူတယ်ဒါတော့ကျွန်တော်လည်းအရင်မတေချအောင်ဒါခွဲတိုင်ကြီးပေါ့ခဲ့တယ်မှာတော့ဒါသူရဲ့ base quality ဘိုင်း design ဘိုင်း display ဘိုင်းပြီး performance ဘိုင်း အဖေမမမဆိုလဲစကားအရင်ပြောတယ် thank you ရ Neo Tan ပေါ့ဗျာကျွန်တော်ဒီ Neo Tan ပါဆိုရင်သူတို့တုံးပေးထားတာကကြတော့ Snapdragon 8 Gen 3ကိုတုံးပေးထားတာဒါအောင်မ Vivo ရဲ့ eSport chip တူတူနဲ့အလားမယ်အဲပြောရရင်ဒီကောင်က8 Gen 3ရဲ့ performance ဆိုတာမနစ်ကအကောင်းဆုံး SoC လို့ပြောလို့ရရအောင်အဲ့ဒါကိုမှ eSport chip တူတူနဲ့ဆိုတော့ gaming အတွက်တော်တော်ကိုမှကောင်းတယ် အရင်နီယိုနိုင်တို့ဘာတော့မှတော့ဟို21ချစ်ပါညာရင်းနဲ့တုံးလာတဲ့အကောင်တွေဂိမ်းဆော့လို့ရှိရင်တောင်းတောင်းပူလာမှုမရှိဘူးဆိုတဲ့အကောင်တို့တွေအဲဒါမျိုးရဆိုတော့ဒါ HN3 ရယ်ပြီးလို့ရှိရင်ဒါ22ချစ်ရယ်ပြီးတော့ Origin OS5 ရယ်ဆိုတော့ဒါလုံးဝ perfect ပဲဒါ IQ ရဲ့နီယို10ဆိုတော့နီယို10 Pro Plus မှာကြာတော့သူတို့လုပ်ပေးထားတာကကြာတော့ဒီကောင်ကအဲ Snapdragon 8 Elite ပါမယ် ကောင်းကအစ်အီလေးခတ်တယ်ပေါ့နော်မီယိုတန်းမှာမီယိုတန်း Pro Plus မှာဆိုလို့ရှိရင်နော်သူက snap.com အစ်အီလေးခတ်တယ်အဲ့ဒါဟိုမှာသူကသူရဲ့ vivo ရဲ့ e-watch ကျွတ်တူးနေပဲအဲအဲ့လိုမျိုးလာမှာဆိုတော့လိုပဲပြောဒီကောင်ကတော့အစ်အီလေးဖြစ်တဲ့အတွက်ပို့ပြီးတော့ performance ပို့ smooth မယ်ပို့ပြီးတော့ gain နေပါရင်ဆော့တဲ့အခါမှာပို့ပြီးတော့ကောင်းတော့မယ် graphic တွေပိုင်းကောင်းကောင်းဆော့လို့ရတယ်ဟိုပို့ကောင်းတဲ့ graphic တွေနဲ့ကောင်းကောင်းဆော့လို့ရအောင်ပဲ performance ပိုင်းဆိုလို့ရှိရင်ပြောခုနကပြောတယ်မဟုတ်လားကောင်းရဲ့ original os 5ကလည်းတော်တော်ကောင်မှာတုံးလာအရန် smooth ဖြစ်တယ်အရန် smooth ဖြစ်တယ် origin website ကတော်တော်ကမှ smooth တယ်။အဲဒီလိုလုံးဝ low web ရောအနေငယ်ပါရဆိုမှဒါလေအကောင်လုံးကလည်းဖြတ်လိုက်လို့ရတယ်ပြဿနာမရှိဘူး။ဆိုတော့နောက်ထပ်ဒီကောင်ကြီးရဲ့ကင်မရာဘိုင်းကိုဆက်သွားတာပေါ့။ကင်မရာမောင်းကောင်လုံးက50 megapixel main camera ကြီးပဲပြီးတော့8 megapixel ultra wide နဲ့လာတယ်။အဲနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီကောင်ကြီးက OIS ပါပြီးသား။ကင်မရာကလည်းသူသေးတန်းဝင်းကျင်မှာတော့တူတော်လေးကိုမစိုးလို့ပြောလို့ရပုံသက်တွေပါတယ်တော်တော်လေးကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီပုံဆိုင်ရကြပါတော့နော် ။ဟောကျွန်တော်ဒီကောင်းရမယ်ဆိုလို့ရှင်။အပြင်ဒီကောင်းနဲ့ပြင်။ဟုတ်ရတရတော့ဒါသူသေးတဲ့ဝင်းကျင်မှာတော်တော်တော်လေးကောင်းတဲ့ပုံပဲလေရတယ်။အဲ့မှာတခုသတိထားမိတာကကြတော့ဒီ Neo 10 Pro Plus ကတော့ကင်မရာဘိုင်းပို့ပြီးတော့ကောင်းတဲ့အနေအထားမှာရှိတယ်။ဒီတေးတွေပါလေဆိုလို့ရှင်ပြီးရင်အလင်းအမှောင်လေးဆိုရင်လည်း Neo 10 Pro Plus ကအများကြီးပို့ပြီးတော့ကောင်းတယ်။အဲ Neo 10ကလည်းမကောင်းဘူးကောင်းတယ်။ဒါပေမဲ့သူသေးတဲ့ဝင်းကျင်မှာ Neo 10ကကြတော့တော်တော်ကောင်းတယ်ဆိုမှကောင်းတယ် pro plus ဖြစ်သွားတာဖြစ်တဲ့အတွက်ဒါ neo term plus ကတော့ပို့ပြီးတော့ထောင်းလာမျိုးရှိပြီပေါ့နော်ဆိုတော့ဒါဒါကတော့ကင်မရာကတော့ဒီ performance ဥစားပေးဖုန်းတွေဖြစ်တဲ့အတွက်အဲ့လောက်တော့အရင်တော့အရေးမကြီးဘူးဆိုရင်လည်းဒီကောင်တွေက low end ပြင်မျက်နှာမငယ်ရအောင်ဒီ detail ဆိုလဲ neo term plus ကအများကြီးပို့ပြီးတော့တားတယ်တခြားကြည့်မယ်ဆိုတော့ကျွန်တော်မှကြည့်တယ်အဲဒါ neo term plus ဒါ neo term ဟုတ်လားအဲ့လိုကွာတယ် ဒီ new thermobus ကကင်မရာပို့ပြီးတော့ကောင်းတယ်ပြီးတော့ video recording ကနှစ်ကောင်လုံးက 8K ရိုက်ရိုက်လို့ရရပါတော့ 8K ရိုက်လို့ရတယ်နောက် video မှာပြန်နေဗီဒီယိုသွား 8K 30fps ဒီနှစ်ကောင်လုံးကရိုက်လို့ရရပါတော့အဲ 8K ဒီရိုက်လို့ရပါတော့ new thermo new thermobus က 8K ဒီရိုက်လို့ရတယ်အဲ recording ရောက်တဲ့အတိုင်းပဲကျွန်တော် Neo 10 Pro Plus ကတော့ Pro Plus ဖြစ်တဲ့အတွက်နည်းနည်းလေးပို့ပြီးတော့ကောင်းမယ် focus ဖြစ်တိုင်းပါမြန်မယ်အဲ့အီလင်းနဲ့မှလို့ပူလာရပါရင်မရှိဘူး ဒီကောင်ကလည်း new tan နဲ့မပူဘူးဒါပေမဲ့ကောင်က ae လေးနဲ့ပြီးတော့ဒီကောင်ရဲ့ liquid cooling system ပို့ပြီးကြီးရဲ့အတွက်အဲ့လောက်ထိပူလာမှုမရှိဘူးဒါကတော့ new tan မပြောစားတာချက်ပေါ့ selfie ကတော့နှစ်ကောင်လုံး 4K ဒီလိုက်လို့ရတယ်ကင်မရာမှာဆိုလို့ရှိရင်နော်ဒါကသူတို့ရဲ့ကင်မရာပိုင်း OIS ပါတဲ့ပြဿနာတိတ်မရှိဘူးအဆင်ပြေတယ်ပြီးတော့နောက်ထပ်ဒီကောင်ရဲ့ battery ပိုင်းပေါ့ battery မှာဆိုလို့ရှိရင်လည်းဒါ new tan က6100 mAh ပေါ့နော်ဒါထည့်ပေးထားရဲဒါကောင်က120 watt fast charging နဲ့လာမယ် ထောင်းတရားကိုဟောင်းနေဝါဖာချာနဲ့ဆီလီကွန်ကာဗွန်ပထရီနဲ့ပဲလာတယ်။ဒါအန်တီနီတန်ဒီကောင်ပါပေါ့နော်။အဲဒီဘက်က Neo Tempro Plus ကကြာတော့1800 mAh ကိုမှဒီကောင်ကဟောင်းနေဝါဖာချာနဲ့လာရဲဆိုတော့ဘက်ထရီကပစီတီရတဲ့အရန် gap ဖြစ်သွားတယ်၊ကွာသွားတယ်။ကွာသွားတဲ့အတွက်ဒါသုံးဝရနဲ့ပုံပြီးတည်တာလိမ့်မယ်။ဒီ Origin OF5 ရဲ့ဘက်ထရီ optimization ကြီး solar optimization တော်တော်လေးကိုကောင်းတယ်ဆိုတော့ဒီ AE လင်းနဲ့ Neo Tempro Plus ကလည်းသုံးလို့ရှိရင်အရန်လေးလေးလေးကိုထပ်လာမယ်။ဒီကောင်ကပြောမယ်ဆိုလို့ရှိရင်လက်ရှိမှာတအားဟိုမှာ ကင်လို့အရန်ကောင်းတဲ့ဖုံးမလုံးကိုပြောလို့ရတယ်။အရန်ပါတယ်။ဒါကမှ game show ရခါမှလည်းတတမတတအားရှိတယ်။ပြီးတော့ performance hungry ဖြစ်တဲ့သူတွေဆိုလို့ရှိရင်အရန်ကောင်းကောင်းမွန်တုံးလို့ရတယ်။ဟိုပြောချင်တာကဒီကောင်က China version ဖြစ်နေရတယ်ပြဿနာမရှိဘူးဆိုတော့ notification နေရတယ်အဲ့လိုဖြစ်နောက်ကျမနေတော့ပြဿနာလုံးဝမရှိဘူး။အဓိကက performance ဘိုင်းမှာတော်တော်ကောင်းတယ်။ပြီးတော့ခုနပြောတဲ့အတိုင်းမျိုးကျူတူးချက်တွေပါရင်ပါရဖြစ်တဲ့အတွက်ပြီးတော့အဲ့အီလေလို့ အဆိုစီထည့်ရထားတယ်ပြန်လာခုဒီ new tempo press ဆိုရင်အရင်တော့ကြောက်ဖို့ကောင်းတာကဒီကောင်းမှာ PC လုတ်ကွက် cooling system ကိုထည့်ပေးထားတယ်တော်တော်လေးလေးကြီးရယ်အဲတော်တော်ကြီးရဲ့အတွက်ဒီကောင်းကကျွန်တော် game store ရဲ့အခါတို့ဘာလို့မှာဆိုလို့ရှိရင်အရင်ပူတက်လာမှုမရှိဘူးအဲ game gaming desk ကတော့ကျွန်တော်အချိန်မရလို့မလုပ်ပေးရဆိုတော့ဒါကျင်းတွေလည်းလုံးဝအရင်ပူလာမှုမရှိဘူးအရင်ကျွန်တော်စမ်းထားပြီးတော့ရှိတယ်အဲဈေးဖို့အချိန်မရတော့တော်တော်လေးကိုအဆင်ပြေတယ်ဆိုတော့သူ့ဒီတန်းဝင်ချင်မှာ new tempo press ဆိုတဲ့ကောင်ကပြောရမယ်ဆိုလို့ရှိရင် ဒါဒီဇိုင်းဘိုင်းကော peak quality ဘိုင်းရော display ဘိုင်းညရောမျိုးထန်းထက်စားလို့ရှိရင်တော့ဒါအများကြီးပို့ပြီးတော့ကောင်းသွားတယ်။အဲကိုကပေါ့နော်အဲ့လိုမျိုး20ကျော်ကျော်မှာ performance hungry ဖြစ်လို့ performance ကောင်းမှ ASUS မြင်မှဆိုတဲ့ဟာမျိုးလို့ရှင်တော့ဒါ Neo 10 Pro Plus ကို၍ display ရောကျွန်တော် peak quality camera battery ဘိုင်းမျိုးတွေပေါ့ဗျာအကုန်လုံးအရန်ကွာတယ်။ဟိုကွာလို့လည်းဒါ Pro Plus ဆိုတာဖြစ်နေရောသိရမှာ။တချို့ကြတော့မကွာလို့ဆိုပြီးတော့ဒါ Neo 10ပဲယူမိမှာမဟုတ်ဘူးပေါ့နော်။ သူကလည်းသူကွာတယ်ဒါကတုံးကြည့်ရင်ပို့ပြီးတော့တိတာလိုက်မယ်ဖြည်းဖြည်းချင်းတုံးကြည့်ရင်ပို့ပြီးတော့ဒါအရန်ဖိတ်ခဲမှာအဲ့မှာစမှုဖြစ်တာအော်အဲ့တော့စမှုဖြစ်ပါလားဆိုတဲ့ feeling မျိုးကိုကြားတယ်တကယ်လို့ကိုကရွေးချင်တယ်ဆိုရင်လည်းဒါကိုတုံးမဲ့ budget ပေါ်မူတည်ပြီးတော့15သိန်းဝန်းကျင်မှာဆိုရင် IQ နီကိုတန်းအောင်ကောင်းကောင်းကြီးမျက်စိမြင်ရွေးလို့ရတယ်လို့မျိုးအဲ20ကျော်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းဒီ IQ နီကို10 plus ကိုဒါကောင်းကောင်းကြီးကျွန်တော်တို့ရွေးလို့ရတယ်ပေါ့အဲတော်လေးပုံမှာလှရတဲ့ကောင်းနေတယ်မကောင်းတော့ဘူး တော့ဒီကလေးတိစားပြန်ပြရမယ်ဒါက neo temp pro plus တော်တော်လားတော်တော်မှလားဒါက neo temp neo temp နဲ့သူ့ပြန်ဝင်ကြမှာသွားရှုပ်လို့မရအောင်ယူလေတုံးကာလာလေးနဲ့ဆိုတော့တော်တော်ကြည့်လို့ကောင်းပြီးတော့ဒီအယောင်ကတအားမိုက်တယ်ဘေးကအဖြူမဟုတ်ဘူးသူကဟိုရွှေရောင်လိုခဲရောင်လိုနဲ့အဝိုင်းနဲ့ကုတ်ပြီးတာလိမ္မာရောင်လိုနဲ့ကုတ်ပြီးတာတကယ်နှကောင်လုံးကတော်တော်မှလားဒါ ကျွေးရင်မယ်ဆိုရင်တော့ဒါကိုကြိုက်တာကိုရွေးလို့ရတယ်ကြောင်ဆိုရင်တော့ဒီ IQ Neo 10 Pro Plus နဲ့ IQ Neo 10ကိုသူ့စီတန်းဝင်ကျင်မှာဘာကြောင့်အများကြီး recommend ပေးကျင်လဲဘာကြောင့်လူကြိုက်များလဲဆိုတာပြီးတော့ဒီနှစ်ကောင်ဘာတွေကြွားချားွားလဲဆိုတာသိလောက်ပြီးတော့ထင်တယ်အဲသိရတိုင်းပဲသိရမှာဒီ IQ ဖုန်းတွေဝယ်လို့ကတော့တောင်တောင်ဂိမ်းဆော့တဲ့အခါပူမာတွေတို့ပင် performance ကြွားရမယ်ဖိန် drop ဖြစ်သွားမှာမျိုးဒါမျိုးတွေဘာမှပူပြမလို့ဒီတစ်ခုကတော့ဒါအရန်ကောင်းတဲ့ဖုန်းလေးဆိုတော့ရှင်းရှင်းလေးပါကိုကလက်ထဲမှာ15သိန်းဝန်းကျင်လောက်ကင်ထားရဆိုရင်တော့ IQ Neo 10ကိုဒါ gaming အတွက် performance အတွက်ဝယ်လို့ရတယ်အဲ့လိုမျိုးဖက်နဲ့ပိုပြီးကောင်းတဲ့ experience ပိုပြီးကောင်းတဲ့ display တွေပိုပြီးကောင်းတဲ့ camera တွေနဲ့သုံးကျင်နေဆိုရင်တော့ပတ်စံပိုစိုက်ပြီးတော့ IQ Neo 10 Pro Plus ကိုဝယ်လို့ရတယ်သိရမှာ Neo 10နဲ့ Neo 10 Pro Plus နာမည်ရလေကွာနေပြီသားအဲ့အတွက်သုံးရတဲ့ experience လည်းကွာသွားလိမ့်မယ် တော့ကိုလူလို့ဆိုရင်ရောဒီနှကောင်းနေရဖဲကောင်းပို့ကြိုက်တယ်အောက်ကကွန်မန်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်ထပ်ပြည်မှာပြန်လွှဲကြရပါအောင်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်အရမင်ကြော်ယူပါ Yangon Mobile Store